အားလုံးကိုမင်္ဂလာပါဟုပထမဦးစွာနှုတ်ဆက်တာပြစီရှင်အခြားအကြောင်းအရာတွေမပြောမီတမီးတို့ကိုတမီးတို့ရင်စုံမိတ်ဆက်ပြစီလားရှင်တမီးတို့ကတော့ TTFS မှာပညာသင်ကြားနေကြတဲ့ခရီးနိုင်မှာចောင်းသားចောင်းသူလေးတွေပဲဖြစ်ပါတယ်တမီးတို့မှာအားလုံးကိုရှင်းလင်းတင်ပြပေးခြင်းနဲ့အကြောင်းအရာလေးတခုရှိပါတယ်အဲ့ဒါကတော့ science ဘာသာရပ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတစ်ခုဖြစ်တဲ့အင်းဆက်ပူစားပြများအကြောင်းမျိုးဖြစ်ပါရဲ့ရှင်။ ထို့အကြောင်းအရာအားတက်ဆက်ပေးမိသူများကတော့ group 3မှာ05 09 14 17 22နဲ့26တို့ပဲဖြစ်ပါရဲ့ရှင်။ထို့တင်ပြမှုထဲမှာဆိုရင်ဖြင့်အင်းဆက်ပိုးစားပြည်များရဲ့အာဟာရပြုပုံနဲ့အခြားအကြောင်းအရာများကိုပါထည့်သွင်းတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။တပြမှုရဲ့နာအကြောင်းအရာတစုံတရာချွေးရင်ချက်ရှိပါကတိခံပေးကြပါအောင်လို့မြစ်တရရခံပြစီရှင်။ဒါဆိုရင်တမီးတို့ရဲ့တင်ပြမှုလေးကိုစလိုက်ကြရအောင်လားရှင်။ ဘာသာအပြင်ကထောင်ချောင်များနဲ့တွေးဆံများကိုဖမ်းယူစားတုံ့ပြန်ဖြင့်အစာဟာရရယူလို့ရှိကြပါတယ်။ညတော်အပြင်အင်းဆက်ပုံမှားများကိုထောင်ကျောက်ဆင်ဖမ်းယူရေးစားသုံးလေးရှိတဲ့အတွက်၎င်းတို့ကိုအင်းဆက်စားအပြင်များလို့လည်းခေါ်ဝေါ်လေးရှိပါတယ်။ထရိရှင်များထံမှ၎င်းတို့အတွက်အစာအာဟာရအချို့ကိုရရှိတော့ကြောင်းအသားစားအပြင်များကမီးစလောပါလွာတဲ့နေရာဒါမှမဟုတ်ရင်အာဟာရချို့တဲ့နေရာတွေမှာပါရောက်ရှင်တန်နိုင်ကြပါတယ်။ နိုက်ထရိုဂျင်ဓာတ်အနည်းငယ်သာရှိသောမြေစီလောများဖြစ်တဲ့အက်ဆစ်ဓာတ်ရှိသောရေဝင်မြေများနှင့်ကြောင်ရသောမြေများနဲ့ပေါ့ရောက်ရှင်သန်နိုင်ကြ၏။ချားစ်ဒါဝင်ရဲ့1895ခုနှစ်မှာရေးသားခဲ့တဲ့အသားစားအပင်များအကြောင်းစာအုပ်ကထိုပင်များနဲ့ပတ်သက်လူသိများခဲ့တဲ့ပထမအဦးဆုံးစာအုပ်ဖြစ်ပါတယ်။အိဆက်စားပင်များအိဆက်ဒီဘိုရာပရာဆိုဒီမှာအစာဖြင့်အိဆက်များကိုဖန်ဆောင်သောအပင်မျိုးအချို့ဖြစ်ပါလေ ၎င်းတို့ကို Carnivorous Plant လို့လည်းခေါ်ကြပြီးတာမန်ပင်တွင်နဲ့မတူပဲအာဟာရသစိတဲ့ပိုက်ကိုအင်းဆက်များနဲ့တတဝါသေးများ Parasite စားတဲ့အင်းဆက်ချို့ကိုဖမ်းပြီးအာဟာရပြုကြရပါတယ်။ဒါကြောင့်သူတို့မှာထူးပြူသောဖမ်းယူရေးတသက်ရှိပါတယ်။အင်းဆက်စားပင်များထဲမှာထေရှားတဲ့ပင်တချို့ကိုဖော်ပြပေးလိုက်ပါရစေ။၁ Venus Fertilis Dionea Musibula ပဇက်ပူဆန်ရှိသောရွေးနှစ်ဖက်အလယ်မှာထိသွားလျင်ပေးသွားနိုင်ပြီးအင်းဆက်များကိုဖမ်းပါရစေ။ ်သူပင်ချာဖရာရင်ဖီတီဆာယာစီနီယာဆာဖာရူတက်လို့လဲခေါ်ပြီးရခွဲပူရွက်တွေထဲကိုအင်းဆက်တွေပြုတ်ကျတာတဲ့ကခွဲပူစံတွေပန်းနိုင်ချုံးမွေတော်မျက်နှာပြင်ရှိတဲ့အတွဲအင်းဆက်များပေါ်တော့ပြတ်မတက်နိုင်မလွတ်တက်ပဲဆူဆာခံရတတ်ပါတယ်။ဒရီဆန်ဒူဒိုစရီယာလက်ကလေးများလိုမျိုးချွဲကြည့်နေတဲ့ရှည်သောရွက်များပေါ်မှာကက်အေးရှိပြီးအင်းဆက်တွေကိုကမ်းမိသွားတဲ့ကလုံးမြောက်ဖို့မလွယ်ကူပါ။ 4. ဘရာဗိုပင်ကွီချူလာ ဒီပင်ဟာဆိုရင်ပြည်လဲစံတူးပင်လို့ကိုတက်သိရှိပြီးအပြည့်မျက်နှာပြည်ပေါ်မှာကန့်စိတော့ရရှိတဲ့ဖြင့်အင်းဆက်တွေကပ်ပြီးအရတကူမလို့မြနိုင်ပါအဲဒါကြောင့်အင်းဆက်တွေကိုစားကြရတယ်လေဒီပင်တွေကမြေစီလွှာမှာအာဟာရဓာတ်အထူးသဖြင့်နိုက်ထရိုဂျင်နေပါသောနေရာများမှာပါရောကြတာများပါတယ်ထို့ကြောင့်အင်းဆက်များကိုဖမ်းပြီးအာဟာရဖြည့်ဆွဲရတာဖြစ်ပါတယ် အင်းဆက်စားအပင်များသည်အင်းဆက်တာစားတာမဟုတ်ပဲအရှားအပင်များလိုပင်ဓာတုဓာတ်များကိုလည်းအနှဲငယ်မြေစီလွှာမှာရယူကြပါတယ်။သမီးတို့ရဲ့တင်ဆက်ပြသမှုလေးကိုအဆုံးထိကြည့်ရှုပေးကြပါတော့ဆီယာမနှင့်အတတ်ပေါ်များအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်းဖြင့်အမတစုံတရားများပါသွားခဲ့ရင်လည်းဒီမှာထောက်ပြပါအောင်လို့ပြောချင်ပါသေးရှင်။ဒါဆိုရင်သမီးတို့ရဲ့ project လေးကိုဒီမှာပဲပြေကောင်းချိုးရအောင်ပါရှင်။